ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ယူနိုက်တက်ရှူကနေကြိုဆိုပါရစေ။နီးပြဖြစ်သူရူဘင်အမ်မိုရင်ကတော့လိုင်ယွန်နဲ့ပွဲအပြီးဒါပြောစကားတချို့တွေရှိရပေါ့လေ။အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားရအောင်ပါ။ကုဒီမအဲ့ရသေးဘူးဆရာသမားတွေဒီဗီဒီယိုတင်မယ်ဆိုတဲ့ချိန်တော့ဗီဒီယိုကသူ့အနေသူလောက်တော့နေကြီးနေပါရောက်နေတော့ပြီမအဲ့ရသေးဘူး။မင်းအင်ကြီးတွေပါလေဒါကြောင့်မလဲရသေးတာဟမ်နော်။လို့အိမ်မှာတော့နော်ဘာကိစ္စအဲ့ရမှာတော့နေတိုင်းအိမ်နေရတာဟုတ်တယ်မလားနော်။တခါကြီးတော့လေရှိအောင်ပါဘောနော်။ဆိုတော့လိုင်ယွန်နဲ့ပွဲမှာ နီးပြအမူရင်းကတော့ပြောနော်ဒါပြောထားတဲ့အကြောင်းအရာတချို့ကိုကျွန်တော်ကြည့်ဒါကပေါ့နော်ကျွန်တော်ဒီပွဲကဒီအတင်းအတွက်အရာအများကြီးကိုပြောင်းလဲသွားနိုင်တဲ့အခိုက်အတန့်တစ်ခုလို့ပြောရမယ်ပေါ့တခါလေကျွန်တော်တို့ကဟိုနီးပြွာပိုင်းနီး physical ပိုင်းနီးတည်တယ်မလားဒါတွေကိုပဲကျွန်တော်ကအတိအကကြည့်တဲ့ကြပြီမယ်ပေါ့နော်ဒီလိုမျိုးခံဘက်ပြန်လာနိုင်ခဲ့တဲ့အခိုက်အတန့်တွေကကစားမရရဲ့စိတ်ထဲမှာလည်း ဒါအများကြီးပြောင်းလဲသွားစေနိုင်နေပေါ့ဗျာဒီနေ့ပွဲမှာဆိုလို့ရင်ကျွန်တော်တို့ပွဲကိုစတင်တာတော်တော်ကောင်းခဲ့ပြီမြဲပြဿနာကပေါ့နော်ကျွန်တော်တို့ရဲ့ခြေစွမ်းကပွဲတစ်ပွဲလုံးအတောအတွင်းမှာခြေစွမ်းတက်တက်မထဲရှိမနေဘူးပေါ့နော်အနိုင်ရလက်ကိုမထိန်ထားနိုင်ခဲ့ဘူးတိုးတက်စရာတွေအများကြီးရှိပြီမြဲလို့စိတ်တဲ့ပိုင်းဆန်ရကတော့တိုးတက်လာမှာပါဆိုပြီးတော့သူပြောထားတယ်အဓိကမန်ချက်စတာယူနိုက်တက်မှာကြုံနေရတဲ့ပြဿနာကကျွန်တော်တို့ consistent မရှိတဲ့ခြေစွမ်းပြောချင်တာကခြေစွမ်းကတက်တက်မထဲမရှိဘူး အဲ့ဒါကဘယ်ကစလာတယ်လဲဆိုတော့ကစားမရီမာကစိတ်တဲ့ပိုင်းအရာတည်ငြိမ်မှုကျွန်တော်ရှိမနေတာပွဲအတော်တွင်းမှာအရာအလုံးဟာကိုယ့်ဘက်မှာရှိနေတဲ့အချိန်ခဏလောက်လီမြန်အခိုက်တန့်ကပြောင်းလဲသွားပြီးတော့ကိုယ့်ဘက်မှာမရှိရဘူးဆိုအကုန်ပြတလေးလေးဖြစ်ကုန်တာဒီပွဲဆိုကျွန်တော်ကြည့်ကြည့်ပြဒူးစီနဲ့ကျွန်တော်နိုင်ထားတယ်เนาะဒူးစီနဲ့နိုင်ထားတယ်ဒုတိယပြန်မှာဘာတွေဖြစ်လဲဂိုးအောင်ကာနာချိုဂိုးရလူနီးပါးတွေကျွန်တော်ဖြစ်ခဲ့တယ်ပက်ထရစ်ဒူဂူရောအီရီယာဘောက်စ်တဲကနေကန်းတယ် ဒါလိုတို့ဖြစ်တယ်လို့ကျွန်တော်တို့ကန်နေတယ်။ရသည်များအခွင့်အရေးတွေဖြုံးတာ။ဒါကပါလဲဆိုတော့ကျွန်တော်တို့ကိုကအချင်းကြီးကောင်းနေပြီဆိုတဲ့ပုံစံမျိုးနဲ့ဂိမ်းကိုတိတိကျကျပို့ပြီးတော့စောစောဖြတ်နေအောင်မကြိုးပမ်းတာပဲ။ဒါပေါ့ဆရတယ်လို့ကျွန်တော်ပြောလို့ရတဲ့နေရာမှာကျွန်တော်တို့ပါတယ်။နောက်တစ်ခုကနော်ဟိုဒုတိယပိုင်းလဲကြာရောပထမဟိုကောင်းနေတကူသွင်းသွားတယ်2-1ဖြစ်သွားပြီ။အဲ့ဒီအချိန်ကအထိကျွန်တော်တို့က AC ဖြစ်နေတည်နေတာ။မဟုတ်ဘူးဗျာ။ပြတယ်လေးလေးဖြစ်သွားပြီ။ဟော position ကစားနိုင်ခြင်းမရှိတော့ဘူး။ ောက်ပြီးလို့ရှိရင် pressing သွားတဲ့နေရာမှာလည်းထီအောင်မှုတွေကျွန်တော်မရှိတော့ဘူးလိုင်ယွန်ကဘောလုံးကစားတဲ့နေရာမှာတအားကိုညက်ပြီးတော့ကိုရီရဲ့ pressing တွေကိုခက်မြမြန်ချိုးပေါက်နိုင်တယ်အုံးစုတူတူဖြစ်သွားတယ်အဲ့ဒီနောက်မှာကစားမားတွေအကုန်တိုင်ပတ်တော့တာပဲဟောတူတူကနေ24ဖြစ်သွားတယ်စဉ်းစားကြည့်ပါဒါတွေကကျွန်တော်ကစားမားတွေရဲ့စိတ်တည်ငြိမ်မှုမရှိတာပါနော်ဒီစိတ်တဲ့ပိုင်းဆိုင်ရာတွေမှာဆိုလို့ရှိရင်ယုံကြည်မှုအားနေတာဒါတွေကစကားအများကြီးပြောပါတယ် မိမမင်းဘလောက်ပဲဘောလုံးကန်တာကောင်းပါလေပြောပြောယုံကြည်မှုမရှိဘူးဆိုဘာမှလုပ်လို့မရဘူးဗျာသိလားဆိုတော့ဒါကြောင့်လက်ရှိအသင်းရဲ့အဓိကကစားမတွေကြတဲ့ကြုံနေရတဲ့ပြဿနာကဒီရှေ့နောက်ခြေသွင်းမညီတာကအဲ့စိတ်သက်ကနေစတယ်ဗျနော်ကျွန်တော်တို့မှာစိတ်သက်ပိုင်းဆန်ရတွေကပြောစရာတွေအများကြီးကျွန်တော်ရှိနေသေးတယ်ဒါတွေကကျွန်တော်တို့တိုးတက်မှရမှာ every တန်ခါလက်ထက်တုန်းကလည်းအဲ့ဒါလိုပဲပွဲတွေကအနိုင်ရဖို့ထိုက်တန်ခဲ့ပြီမြဲလေလို့ဒုတိယပိုင်းမှာ ကိုတင်မှတ်မှထားလာလေးဒီကိုဘက်မှာမရှိတဲ့အခြေအနေမျိုးလေးတွေကြုံသွားပြီဆိုတာနဲ့အကုန်လုံးကတိုင်ပတ်ကုန်တာတော်တော်ကိုကျွန်တော်တို့ပြောစရာဖြစ်တယ်ဗောနော်ဒါပြင်သူဆက်ပြီးတော့ကျွန်တော်ပြောထားတယ်လူပျောကအဲနိုင်ဝဲလောက်ကစားနိုင်မယ်လို့ကျွန်တော်ယူဆခဲ့တာဗောနော်မာစတာဝီကတော့ injury ပြဿနာအနည်းငယ်ထိခဲ့တဲ့ပုံပဲ Lindy Love ကတော့ဒီဘယ်လိုပြောမလို့ဒီပုံကိုရေးပြဿနာတစ်ခုရှိထားလို့အနာပေးခဲ့တာဆိုပြီးတော့သူပြောသွားတယ်ဒါကနီးပြအမှုရင်ပြောတဲ့အရာ အဲဒီနောက်မှာကျွန်တော်တို့ Manchester Evening News ကနေပြီးတော့ Samuel Lescott ရေးထားတဲ့ report တခုရှိတယ်။ဒါပါလဲဆိုတော့ Master Wee ကို Master Wee ကိုပေါ့နော်ကျွန်တော်က Lindelof ကိုကောဒီသူတို့မှာပုံကိုရေးပြဿနာလေးတွေရှိနေတဲ့အတွက်ပေါ့နော်ပထမပိုင်းပြီးတဲ့အခါမှာတင်ချက်ချင်းဆိုသလိုပြန်လွှတ်လိုက်တယ်ဆိုတဲ့သတင်းတွေနဲ့ကျွန်တော်တို့ဒီဖတ်ရတယ်။ဆိုတော့ဟိုကျွန်တော်ကတော့ injury မဟုတ်ပါစေနဲ့လို့ယူဆတယ်ပေါ့နော်။ဟိုဘာကြောင့်မြန်ဂျားထဲမှာပါစင်တဲ့ပြဿနာတွေရှိနေလဲတော့မသိဘူးပေါ့။ တော်ဒါကြောင့်လည်းပဲကျွန်တော်တို့မာဇဒါဘီကဘာမှမဖြစ်ဖြစ်နဲ့လဲလိုက်တာလေဖြစ်ကောင်းဖြစ်မယ်တကယ်တမ်းကပထမပိုင်းမှာဆိုလို့ရှိရင်ယူရူတို့သိတယ်မလားနော်ပက်ထရစ်ဒူဂူရူတွေကတယောက်ကိုကျွန်တော်လဲရမှာမာဇဒါဘီကိုကောက်လဲလိုက်တယ်ဆိုတော့ဘာတော့ဟာပေါ့ ဆိုတော့ injury ပြဿနာဖြစ်ရင်ဖြစ်မဖြစ်ရင်ခုနကပြောတဲ့ပုံကူကြီးပြဿနာပေါ့ Lindelof ကတော့လုံးဝပုံကူကြီးပြဿနာအကြောင်းပေါ့နော်အဲ Master Win နဲ့ပတ်သက်လို့ကတော့ injury လေးတွေကျွန်တော်ပြောနေကြတယ်ပုံကူကြီးပြဿနာတွေကျွန်တော်ပြောနေကြတယ်ဆိုတော့စောင့်ကြည့်ရမှာပေါ့လေဆိုတော့အီ Luke Shaw ကတော့ကျွန်တော်အခုလောက်နေပြန်ကစားနေတာကတော့မဆိုးဘူးပေါ့လေဒီ injury ပြဿနာကြောင်းကာလာရှိလွဲနေရတဲ့ကစားသမားတစ်ယောက်အတွက်ကျွန်တော်ဒီအခုလိုပြန်လာနေတာကပဲကြီးတူးတင်ရမလို့ဖြစ်နေတယ်အသင်းကလုံးဝလိုအပ်နေတဲ့အချိန်မှာ ။ဒါပေမဲ့အခုသူပြန်ပြီးတော့ပါလာတဲ့ပင်နေတီတလုံးပေးသွားတယ်ဆရာသမားကလူချော့ကဒီတဲ့အများကြီးပူကောင်းနေကစားမှာပါဒီတဲ့အများကြီးပူကောင်းနေတဲ့သူကနော်ဆိုတော့သူဖြည်းဖြည်းချင်းပြန်ပြီးတော့ရီတန်နေယူလာရင်းနဲ့ပူကောင်းလာဖို့ပဲကျွန်တော်မျှော်လင့်ရမယ်။ကိုဗီမေနုကတော့ဗောနော် space အချင်းလေးတွေနေရာချင်းလေးတွေထဲမှာကစားတယ်ဆိုတာတော်တော်နေရနေရချင်းလေးတွေထဲမှာကစားတာတော်တော်ကောင်းတဲ့ကစားသမားဆိုတာကျွန်တော်သိထားပြီးသားဖြစ်တယ်ဗောနော်။သူဒီလိုမျိုးဂိုးသွင်းတာတွေကလည်းဒီအရေးချင်းအပြည့်ရှိတယ်ဗောနော်။သူဒီလိုမျိုးဂိုးတွေကိုသွင်းနေကြသူလည်းဖြစ်တယ်ဗော။ ဟယ်ရီမကွိုင်းရကူဗျာတော့ဗောနရှီတန်းတင်ကစားဖို့ဆုံးဖြတ်လိုက်ရတာကတော့ဒီလိုမျိုးသိတယ်မလားအမြင်ဘိုးတွေကိုအတုံးချခေါင်းတိုက်ကူတွေတွင်းယူနိုင်တဲ့ကစားသမားဆိုလို့အတင်းရဲ့အဲ့ဒီကြံခဲ့တော့တဲ့လူစင်းတွေမှာသူတယောက်လောက်ပဲကျန်တော့တာဗောနော်အဲဒီပွဲအတွက်ကတော့ဘယ်လိုပြောစိတ်တက်လှုပ်ဆောင်မှုတွေရဖို့အတွက်အာချန်ပီယံလိဗောနော်ဒါ1999ခုနှစ်ကဖိုင်နယ်တွေကိုဒါပြန်ကြည့်ပြခဲ့တယ်ဗောနော်ဒါအင်မတန်ခမ်းညားတဲ့ညတညလည်းဖြစ်ခဲ့တာဗောနော်ဒါကြောင့်ဟိုဘယ်တော့မှဗောနော် United ကလုံးဝပြီးဆုံးသွားတယ်ဆိုတော့ကျွန်တော်မရှိဘူး 2-4ပြည့်နေတဲ့ချိန်မှာကွင်းတွေကထပ်ထွက်သွားတဲ့သူတွေရှိမင်းဆိုတာလည်းသူမြင်အောင်တော့မြင်အောင်မိတယ်ပေါ့နော်။ဒါပေမဲ့လို့ Manchester United ဟာ Manchester United ပဲပဲပြင်လာတော့ကျွန်တော်ထားပါကျန်တဲ့ကိစ္စတွေကတော့နော်အဓိကတော့ Harry Maguire ကိုမင်းရှေ့တင်ကစားဖို့ဆုံးဖြတ်တာ။ဒါပထမဆုံးချိန်ပထမနည်းပြမဟုတ်ဘူးနော်။ Mountain ဟာတော့လည်းအဲ့ဒီတိုင်းပဲသီးလား။အဲ့ဒီတန်ဟာတို့ကလည်းရှေ့ကိုတင်တဲ့ကစားမနှစ်ယောက်ရှိတယ်တန်ဟာလက်ထက်တို့ကလည်းမကွိုင်းရနဲ့တူမီနီအမြဲတမ်းရှေ့ကိုတင်တာနှစ်ယောက်စလုံးကအမြင်ပေါ်အားသာတော့ လက်ရှိကျွန်တော်အမ်မိုနီယာလက်အောက်မှာဆိုလို့ရှိရင်ကက်စမဲရူနဲ့ကျွန်တော်ကမကွိုင်းရကက်စီကတော့ဘောနော်ကျွန်တော်နေနေဒီသူလည်းပဲပေါ့စတဲမှာရှိနေရမှာမှန်ပြီမဲ့လို့သူမရှိခဲ့ဘူးပေါ့ဗျာအဲ့မဲ့ဟယ်ဒီမကွိုင်းရကတော့ရှိနေခဲ့တယ်ကျွန်တော်ပြောချင်တာကအလုတ်ဖြစ်သွားတယ်ပေါ့အလုတ်ဖြစ်တဲ့ခါကျလို့ရှိရင်တော့ genius ပေါ့ဗျာဘာပဲပြောပြောအလုတ်ဖြစ်ပါစီလို့ပဲမျှော်လင့်နေရတာကိုနောက်တစ်ခါကျလို့ရှိရင်ကျွန်တော်စိတ်ပူတယ်စိတ်ပူတယ်ဆိုတာပြိုင်ဘက်ကဗျာသိတယ်မလားဒီခန်းစစ်ဆိုကြတဲ့ကအနည်းဆုံး၄ယောက်ရှိတယ်ကျွန်တော်တို့ကအမြင်ပေါ်အားတလို့ခေါင်းပေါ်ပြိမယ်ဆိုရင် အသာရကခေါင်းကြီးတယောက်ပဲရှိတယ်။ဟယ်ရီမကွိုင်းယားတယောက်နဲ့ဂျန်နဲ့ကစားမ၄ယောက်နဲ့ရှင်တိုက်ဖို့ကဘလူးမှမလွယ်ဘူး။ဒါကြောင့်ပေါ့နော်။အမိုရင်ပြောသလိုပဲအသင်းမှာခေါင်းတိုက်နေတာတယောက်ပဲရှိတော့တယ်ဟယ်ရီဟယ်ရီမကွိုင်းယား။ဆိုတော့အဲ့ဒီတယောက်ကိုကျွန်တော်ကဥတည်ပြီးတော့ခေါင်းဘိုးတွေပေးဖို့အတွက်တောက်လျှောက်အမြင်ဘိုးတွေကြီးတွားနေတာကြီးကနည်းနည်းတော့ဗျာတိရထီရောက်မှုကနည်းတယ်။အဲ့အားကြောင့်လေကျွန်တော်ကဟာဘာလို့မြန်မကွိုင်းရတက်ရောက်တဲ့ခေါင်းပေါ်ရှိတာကိုအဲ့အားကြီးပဲဥတည်ကစားဖို့ကြံနေတယ်လေပေါ့တော်တော်တော်အလုတ်ဖြစ်သွားတယ်ဆိုတဲ့ခါကျတော့အမ်မိုရင်မှန်သွားတယ်ပေါ့ဗျာ ကောင်းပါတယ်เนาะသူရဲ့အစီအစဉ်တွေအလုပ်ဖြစ်တယ်ဆိုတာကျွန်တော်တို့တော်တော်ဝမ်းသာကြပဲအတင်းတွေ့တော့ဒါအပေါင်းလက္ခဏာဆန်တဲ့အရာပဲအဲကြောင့်သူအနေနဲ့ပေါ့နော်ကျွန်တော်ဟယ်ဒီမကွမ်းရကိုထားသွားတာမှန်သွားတယ်လို့ပဲကျွန်တော်ပြောရမှာပဲအလုပ်ဖြစ်သွားတာကိုเนาะဂိုးရသွားတာကိုအဲကိုမီမင်းနူကတော့ဒါကျွန်တော်ဒီသူပြန်ပြီးတော့ပေါ့နော်ဒီ recover လုပ်နေတဲ့အချိန်ပေါ့နော်ဘာ recover လုပ်နေတဲ့အချိန်ဆိုတာ သူရဲ့ရင် performance ဒီပြင်ရဖို့ပြင်ကျူးမဲ့နေတဲ့အချိန်ဘာလို့လဲဆိုတော့ဒီယာဒီမှာအမ်မိုရင်းရဲ့လက်အောက်သူပထမအချိန်ကစားတော့ရှေ့ပွဲတွေမှာဘလူးမန်အဆင်မပြေခဲ့ဘူးမလားဒါပေမဲ့ injury ပြဿနာရသွားပြီးတော့ပြန်လာတဲ့အချိန်မှာသူ့ခါနဲ့သူအဆင်ပြေနေတယ်အခုဆိုလို့ရင်ဂိုးတွေတွင်းနေပြီဒီလိုမျိုးဂိုးတွေကလက်ပေါင်းနဲ့ပတ်ဒီမှာတွင်းခဲ့တဲ့ဂိုးတွေအပြင်ကျွန်တော်တို့ဥပဟန်နဲ့ဂိုးတွေမျိုးအပြင်မြင်ရင်ခဲ့ရဘူးပြီးသားကိုဗီမင်းနူအနေနဲ့အရေးကြီးတဲ့အချိန်ဒီမှာအမြဲတမ်း deliver လုပ်နိုင်တဲ့ကစားသမားဆိုတာတူတူကြကြကြီးပြောစရာလိုတယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော် ဆိုတော့အသင်းမှာကတော့ဘာလို့သူဆက်ပြီးတော့ပြောထားတယ်လူအချက်ရှိနေတဲ့အရာတွေကတခုကတော့ကာရီတာပိုင်းဆိုင်ရာတွေတူတက်ဖို့အများကြီးရှိနေသေးတယ်ပေါ့ဥရောပအသင်းတွေနဲ့ကစားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကပူပြီးတော့ကောင်းအောင်ကစားပေးမယ်လို့ပရီးမီးယားလိမှာတော့ကျွန်တော်တို့နေတော်တော်လေးကိုဒုက္ခရောက်နေတယ်ပေါ့နော်ကျွန်တော်တို့ကဥရောပပွဲတွေမှာကောင်းတယ်လို့ဆိုနိုင်ပေမဲ့လို့ပေါ့နော်ပြည်တွင်းကလိပြိုင်ပွဲကအသင်းတွေဗာလဲဒီလိပွဲကအသင်းတွေကိုအသင်းရဲ့နီးပြတွေကိုပေါ့နော်ဒါကထင်ရှားစီတဲ့အရာပဲပေါ့ ကျွန်တော်အဲ့ဒီအဆင့်ကိုမရောက်သေးဘူးဖြစ်နေတယ်ပေါ့ပြောချင်တာကကျွန်တော်ဥရောပမှာကောင်းတယ်လို့ဆိုနိုင်ပြီမဲ့ပြည်တွင်းပြိုင်ပွဲမှာမကောင်းတဲ့အခါကျတော့တကယ်ရောပဲကိုဟာဥရောပမှာကောင်းရင်လားဆိုတဲ့အမြင်မျိုးမြင်စေတဲ့ဆိုတဲ့အရာမျိုးပေါ့ဗျာပြောချင်တာကကျွန်တော်တို့တကယ်ကောင်းနေတယ်ဆိုတဲ့အဆင့်ထိကိုမရောက်သေးဘူးလို့လည်းသူကယူဆထားပုံမှာပဲကျွန်တော်ကတော့ဘယ်လိုပြောမလဲလက်ရှိယူရိုပါလိဒီအဆင့်ထိရောက်လာတာကျွန်တော်တို့လွယ်လွယ်နဲ့ရောက်ခဲ့တာမဟုတ်ပါဘူးတော့ကိုအတင်းကတကယ်တမ်းတွေးကြည့်ရင်အဲ့လောက်ကြီးကြီးကောင်းနေတာမဟုတ်ဘူးညီကလေးလည်းတည်တဲ့အတိုင်းပဲတကယ်ကောင်းနေတဲ့တဲမှာမရှိသေးဘူး ခံစစ်ကဒီလောက်ထိဂိုးတွေပြီးနေရတယ်ဆိုတာကကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။သူတို့ဖလားတွေရဖို့တမပါတယ်ပွဲတွေနိုင်မှုအတွက်ဆိုလို့ရှိရင်စိုင်းလက်စီပြောခုတာရှိတယ်မလားပွဲတွေနိုင်မှုအတွက်ဆိုရင်တိုက်စစ်ကောင်းမှုလိုတယ်။ဒါပေမဲ့ဖလားတွေရဖို့အတွက်ဆိုရင်ခံစစ် ကောင်းမှရမယ်။အခုလက်ရှိအတင်းက9ဂိုးပြန်သွင်းနေတာပြောတာခံစစ်က၄ဂိုးပေးလိုက်ရတယ်။အကယ်လို့ခံစစ်ကဂိုးတွေအရင်ပေးရပြီးတော့တိုက်စစ်ကကျွန်တော်တို့ထင်တယ်လို့ဂိုးပြန်မသွင်းနိုင်ဘူးဆိုရင်ပြဿနာကြီးတယ်။ risk ကြီးတယ်ပေါ့နော်။ဒါကြောင့်ခန်းစစ်ကပိုကောင်းဖို့ကျွန်တော်လိုတယ်။အတင်းမှာလိုဟက်ချက်ကြီးနေတာကအဲ့ဒီခန်းစစ်နဲ့ဂိုးပဲပေါ့နော်။ခဏတိုင်းကျွန်တော်ဂိုးတွေပေးရတာညားလို့ပါ။ဆိုတော့ဘာပဲပြောပြောကျွန်တော်တို့ဒီ comeback တီးပြန်လာနိုင်ခဲ့တယ်မဖြစ်နိုင်တဲ့အခြေအနေကနေပြီးတော့ပြန်လာနိုင်ခဲ့တယ်ဆိုတာမျိုးနောက်တစ်ဆင့်ကိုတက်တယ်ဆိုတာမျိုးကအတင်းကစားမားတွေအတွက်အများကြီးလိုအပ်တဲ့အရာလုံးဝ motivate ဖြစ်စေမယ့်အရာမျိုးဆိုပြီးတော့သူပြောသွားတယ်။ဘာပဲပြောဒါအများကြီးကစားမားတွေအတွက်ပေါ့နော်။ artist ဆရာဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ဒါအပြင် MOD ပြောသွားတာတွေကျွန်တော်ရှိသေးတယ်။ဗာလဲဆိုတော့ဒါ Europa League ကိုပဲအာယုံဆိုင်မယ်ပေါ့နော်။တကယ်လည်းပဲကျွန်တော် Europa League ကိုအာယုံဆိုင်မှရမှာ။မကျန်တဲ့နေရာတွေတိတ်အာယုံဆိုင်လို့ကျွန်တော်မရတော့ဘူးပေါ့နော်။ပေးမြားလေးတို့ဘာလို့ကကိုရီဘာမျှော်လင့်ချက်မှရှိတော့မဟုတ်ဘူး။ဒါညီကိုနေနေရော MOD ပြောတာတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်။ကြည့်ကြည့်ပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။